စစ်တပ်ရဲ့အဓမ္မစစ်မှုထမ်းအပတ်စဉ်7ကိုစတင်နေပြီဖြစ်တယ်လို့စစ်တပ်လောက်ခံမီဒီယာတွေက ဖော်ပြထားတာကို တွေ့ရပါတယ်။မတ်လ16ရက်နေ့ကမြန်မာနိုင်ငံတဝမ်းရှိစစ်တင်နှန်းကျောင်းတွေမှာအဓမ္မစစ်မှုထမ်းအပတ်စဉ်7တင်နှန်းအားလာရောက်တက်ကြသူတွေကိုစစ်တပ်ကအခမ်းအနားနဲ့ကြိုဆိုခဲ့ပြီးစစ်ဝတ်ပစ္စည်းတွေထုတ်ပေးခဲ့ပါတယ်။မတ်လ18ရက်နေ့ဒီကနေ့မှာတော့အဓမ္မစစ်မှုထမ်းအပတ်စဉ်7တင်နှန်းဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ပြန်ပါတယ်။ စစ်တပ်အနေနဲ့အာဓမ္မစစ်မှုထမ်းအပတ်စဉ်များအတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးရာတွေလှုပ်ဆောင်နေပြီးရန်ကုန်မြို့မှာလည်းယနေ့အချိန်ထိလူငယ်တွေဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။မန္တလေးမြို့မှာတော့အာဓမ္မစစ်မှုထမ်းအပတ်စဉ်အတွက်မင်းနိုင်ရွေးချယ်တာတွေပြုလုပ်နေတာကို တွေ့ရပါတယ်။စစ်တပ်ရဲ့ lobby channel တွေကတော့အာဓမ္မစစ်မှုထမ်းအပတ်စဉ်၁၁ကျိုးစိုးပွဲနဲ့တင်နန်းစတင်ဖွင့်လှစ်ပွဲကိုတခန်းတနာပေါ်ပြနေကြပြီး အင်အားများလာတဲ့မြမတက်မတော်ဟုဆိုကရေးသားဖော်ပြနေကြပါတယ်